မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်အထွေထွေဒုစစ်ကြီးစာတင်ပုံ PDF တွေအစင်တင်ဖြစ်လာပြီလားဆိုရဲဆောင်းပါတင်ဆက်ပေးပါမယ်2021ခုနှစ်မေလ9ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG မှစတင်ဖွဲ့စည်းခဲ့တဲ့ပြည်သူ့ကာကွယ်တမတော် PDF ကအခုကစီရင်အင်အားပြေဝလာပြီးဆရာနာရှင်စနစ်ကိုအပြတ်အသတ်တိုက်ဖြတ်ဖို့အထွေထွေဒုစစ်ကြီးဆင်နွှဲနိုင်တဲ့အဆင့်ကိုရောက်ရှိလာနေပြီဖြစ်ပါတယ် PDF ကို2021ခုနှစ်မေလ9ရက်နေ့မှာ အန်ယူဂျီမှတရားဝင်ဖွဲ့စည်းခဲ့ပြီးဖက်ဒရယ်ပြည်ထောင်စုတက်မတော်ရင်ရှိပြေးဖြစ်သတ်မှတ်ခဲ့ပါတယ်။စတင်ဖွဲ့စည်းစဉ်ကပြည်ရတပ်ဖွဲ့ဝင်တွေကတူမီညာလက်လုပ်တနက်များနဲ့ချောင်းပြစ်ပြီးဒီပြူဟာများနဲ့စတင်တိုက်ခိုက်ခဲ့ရတဲ့ဒီချိန်က PDF တွေကစစ်ပညာစီယူနီဖောင်းတွေနဲ့တိုက်ပွဲတွေ့ကြုံမရှိသေးတဲ့အတွက်အထင်သေးချင်းခံခဲ့ရတယ်။ဒါပေမဲ့အခုက PDF က၄နှစ်တည်းတည်းကြာမြင့်လာပြီဖြစ်ပြီးစီအရာအင်အားပြေဝလာပြီးဇာနာရှင်စနစ်အတွက်ကြီးမားတဲ့ချင်းချမှုတည်းရဖြစ်လာခဲ့ပါတယ်။ အခုက PDF တပ်ဖွဲ့တွေကမြို့တွေကိုတာမတ်ကကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစားတွေကိုပါဥတီတက်ခိုင်လာကြောင်းမြန်မာလိုင်းကိုယ်တိုင်ဝန်ခံခဲ့တဲ့ကပ္ပစားစက်လီစက်ရုံကိုပါချင်းချောင်းနိုင်တဲ့အစဉ်ကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဒါအပြင် PDF တပ်ဖွဲ့တွေကနေပြည်တော်ထိချင်းချောင်းလာနိုင်တဲ့အင်အားရှိလာပြီးတိုင်းဒေသလက်နက်ကန်တွေရဲ့ထောက်ပံ့မှုနဲ့အင်အားတစတစကြီးထွားလာနေကြောင်းစစ်တပ်ဘက်မှဝန်ခံခဲ့ပါတယ်။ PDF ရဲ့စီးရီးအောင်မြင်မှုတွေကြောင့်စစ်တပ်ဘက်မှပဒတ်လိုလောင်ပြောင်ခုံဝော်မှုတွေလုံးဝပြောက်ကွယ်သွားခဲ့ပါပြီဖြစ်ပါတယ်။ PDF ရဲ့အဓိကရည်မှန်ချက်ကဆင်အာနာရှင်စနစ်ကြဆောင်ရေး Federal Democracy ရရှိရေး Federal ပြည်ထောင်စုတက်မတော်မှာပူးပေါင်းပါဝင်ရေးလို့ဖြစ်ပါတယ် PDF မှာတစ္ဆာအဋ္ဌတန်လေးချက်ရှိပြီးပြည်ထောင်စုနဲ့ပြည်ထောင်စုသားတွေပေါ်တစ္ဆာဆောင်တည်ခြင်း Federal Democracy တိုက်ပွဲတွင်ကြာဆောင်ခဲ့တဲ့သူရဲကောင်းတွေကိုတစ္ဆာဆောင်တည်ခြင်းပြည်သူလူထုရဲ့အသက်အဝေးစီစဉ်ကိုကာကွယ်ဆောင်ရှောက်ခြင်း Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက်အသက်ဆုံးလို့ပေါ်အဋ္ဌတန်ပြုခြင်းလို့ဖြစ်ပါတယ်။ PDF တွေကကနအုပ်ကလက်လုတ်တနက်တွေနဲ့စတင်ခဲ့ရမှာအခုကစနစ်တကျလေ့ကျင့်တင်ကြားထားတဲ့တပ်ဖွဲ့ဝင်များခင်မီလက်နက်ပစ္စည်းများနဲ့စနစ်ကြတဲ့စည်ရေးပြူဟာများရှိလာပြီဖြစ်ပါတယ်။ PDF တွေကပြည်သူတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိထားပြီးပြည်သူများနဲ့အတူတကွာရှက်တည်နေပါတယ်။တိုင်းဒေသနဲ့ကိုင်းတပ်ဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ထားပြီးစီးရပူပေါင်းဆောင်ရွက်နေပါတယ်စစ်ကောင်စီက PDF ရဲ့တိုက်ခိုက်မှုတွေကြောင့်အင်အားရွရွလာပြီးကာကွယ်ပစ္စည်းစက်ရုံတွေကိုပါကာကွယ်ဖို့ခက်ခဲလာခြင်းကိုဝန်ခံလာရတယ် အန်ယူဂျီနဲ့ပီဒီအက်တို့ကနိုင်ငံတကာမှတင်ရွေးဖွဲ့စည်းများဖြင့်အတိမတ်ပြမှုတွေရှိပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်ပီဒီအက်ကစတင်ဖွဲ့စည်းစေကအထင်သေးခံရပြီးမြေအခုကစီရင်ရအင်အားပြဝလာပြီးဆင်အာနာရှင်စနစ်ကိုအပြတ်သက်တိုက်ဖြိုင်နိုင်တဲ့အစဉ်ကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ပီရီရဲ့စီအမြင်မှုများပြည်သူထောက်ခံမှုနဲ့တိုင်းသားလက်နက်ကိုင်များနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကအထွေထွေထူးဆက်ကြီးဆင်နွှဲနိုင်တဲ့အလားအလာကိုမြင့်တက်စေပါတယ်။ ဒါကြောင့်မကြမီကာလအတွင်း PDF မှာစစ်အာဏာရှင်စနစ်ကိုအပြတ်သက်တိုက်ဖြတ်ဖို့အထွေထွေထိုးစစ်ဆင်ဆင်းနွှဲနိုင်တယ်လို့ခန့်မှန်းပါတယ်။ဒါကမြန်မာပြည်သူပြည်သားတွေရဲ့လွတ်လပ်ရေးဒဏ်လူညီများမှုနဲ့ဒီမိုကရေစီတို့အတွက်ကြီးမားတဲ့အခွင့်အရေးလမ်းတရက်ဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တော်လိုင်းတဖွဲ့ရိ80ရာခိုင်နှုန်းနည်းမြေပိုင်ဆိုးတဲ့လားဆိုရင်တောင်းတင်ဆက်ပြပါမယ်။အာဆီယံကောင်ဆောင်တွေရဲ့တည်တံ့သဘောထားကြီးညာချက်ထုတ်ပြန်ခြင်းပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NGO ရဲ့သဘောထား ချက်တီချက်ထုတ်ပြန်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့မေလ28ရက်နေ့ကစာတစောင်းထုတ်ပြန်ခဲ့ပါတယ်။ဒီစာရဲ့အပိုင်၅မှာနိုင်ငံရေး80ရာခိုင်နှုန်းမြပါတီငွေမြေထိန်းချုပ်ဆုံးမထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားတော်လှန်ရေးအားစုတွေကလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာတိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရမှအာဆီယံကိုတိုက်တွန်းပါတယ်လို့ပါဝင်ပါတယ်။ဒီနေရာမှာ80ရာခိုင်နှုန်းလို့သုံးလုံးထားတာဟာစိတ်ဝင်စားစရာကောင်းပါလေ။ ရင်းမြစ်ပိုင်ဆိုမှုကိုအားယူပြီးတော်လိုင်းကိုအတိမတ်ပြုဆက်ဆံဖို့တိုက်တွန်းနှိုးဆော်လိုက်တာပါ။တွေဦးတော်လိုင်းရင်းနှစ်ကျော်ကာလအတွင်းမှာလည်းဒီသဘောကိုအထက်တက်ပြောကြားဆိုကြ၊ဂုံယူဝင်ကြောင်းမျှဝေတတ်ကြပါရဲ့။ တော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုမြန်မာနိုင်ငံမျိုးပုံပေါ်မှာပေါ်ပြထားပုံတွေကပြည်ရင်းမှာလည်းလူကြိုက်များသလိုနိုင်ငံတကာကိုတိုက်တွန်းနှိုးဆော်ရမှာလည်းအရှက်ဖက်ဖွဲ့တွေတော်လိုင်းဖွဲ့တွေကအသုံးပြုတတ်ပါတယ်။ထို့အတူစစ်ကောင်စီကလည်းသူတို့ဟာတိုင်းပြည်ကိုထိန်းချုပ်ထားနိုင်ကြောင်းပြသဖို့အတွက်ဒီနည်းကိုတိုင်းရိုက်ဖြစ်စေတွယ်ဝိုက်ပြီးဖြစ်စေအသုံးပြုတတ်ပါတယ်။နှစ်ကုန်ပိုင်းမှာကျင်းပမယ့်အထွေထွေရွှေကောက်ပွဲအတွက်စစ်ကောင်စီပြည်သူ့ရွှေကောက်ပွဲကော်မရှင်ရဲ့လက်ရှိစီးရင်နေရမဲဆန္ဒဆဲ268မြို့နယ်မှာကျင်းပဖို့ရှိတယ်လို့ဇွန်လ9ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြမ်းရာမျိုးနယ်ပေါင်း330ရှိတဲ့မြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းကျော်မှာရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတဲ့သဘောပါဆိုတော့စစ်ကောင်စီကလည်း80ရာခိုင်နှုန်း NUG နဲ့တော်လိုင်းတပ်ဖွဲ့တွေကလည်း80ရာခိုင်နှုန်းလို့အတိအပြီပြောနေကြတဲ့သဘောပါပဲဒီတော့မင်းစရာရှိတာကဘသူကမှားနေတာလဲဒီစားတာတော့စစ်ကောင်စီကဒီနေ့တိုင်းပြည်ရဲ့ မြေမျက်နှာတင်ပြေတောင်းပုံတပုံကိုတာအပြေဝထိန်းချုပ်ထားနိုင်နေဆိုတဲ့ရေပုံရပြောဆိုချက်ကတော့အနည်းဆက်ဆုံးရှိနေပါတယ်။ဒီနေရာမှာညာမြင်ညာတတ်တဲ့စစ်ကောင်စီရဲ့နေမြေပိုင်ဆိုရဆိုရပြောဆိုချက်တွေထက်စစ်ကောင်စီလက်ထက်ကနေမြေတလမတိုင်းကိုရှာအောင်ရှုမယ်တော်လိုင်းတပ်ဖွဲ့တွေရဲ့နေမြေပိုင်ဆိုမှုအခြေပြုပြောဆိုချက်တွေရဲ့ကောင်းကျိုးစုပ်ပစ်ကိုတောင်းတလို့ပါတယ်။နိုင်ငံတကာကဒီချက်ကိုလက်တွေ့လက်ခံနိုင်ရဲ့လား။ နီးနာပိုင်းမှာလွဲနေပါတယ်ပထမအောင်ဆုံးပြဿနာကနီးနာပိုင်းပြဿနာပါတိုင်းပြည်နယ်နမိတ်ဆိုတာခင်ဟောင်းကလို့ညီကြီးတင်မကတော့ပဲလေဒုဝေဟင်ပါထက်တွက်ဖို့တော့တော်လိုင်းဖက်တော်သားတွေပြက်ကွက်နေပါတယ်ညီဒုကိုပိုင်ထားပေမဲ့လေဒုကိုမပိုင်ထားသေးပါဘူး drone နေကြောင်အတိုင်းအတာ တခုအတီလေတုကိုအတုံးချနိုင်ပြီးမြေအများကြီးကွာလှမ်းနေပါရင်မြေချောင်းအင်းအိုင်လောက်ကိုပိုင်ဆိုးနိုင်ပြီးမြေပင်လေကန်ယူတဲ့ဒေသတွေမှာဆိုရင်ပင်လေပြင်ရေပြင်ကတိုက်သင်းမောတွေရှိသူကသာအုပ်ဆိုးနိုင်ခြင်းဖြစ်ပါတယ်။နောက်တန်းနီနာပိုင်းအားနည်းချက်တွေကတော့မြို့နယ်လိုက်တွေးခေါ်ကြတဲ့ကိစ္စပါ။တချို့ကမြို့နယ်ကိုအခြေခံပြီးတချို့ကဗဂတိအမည်ပြင်ကိုထင်ဟပ်ဖို့ကြိုးစားကြပါနဲ့။ဥပမာလက်ရှိရခိုင်ပြည်နယ်ရဲ့မြေထုတသက်ကိုပဲအတုံးသက်မယ်ဆိုရင်စစ်တွေကြားဖြူနေမှအောင်ကြက်ကွက်ကခဏိတာကျန်တော့တာမို့65ရာခိုင်နှုန်းကိုတိမ့်ပိုက်ထားနိုင်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့မြို့နယ်ကိုအခြေခံလိုက်ရင်တော့80တင်ရာခိုင်နှုန်းသာရနေတဲ့သဘောဖြစ်ပါတယ်။ပြောင်းမြန်အားဖြင့်ချင်းပြည်နယ်မှာဆိုရင်ချင်းပြည်နယ်ရဲ့85ရာခိုင်နှုန်းကိုတော်လိုင်းတက်တွေထိန်းချုပ်ထားတယ်လို့ဆိုပေမဲ့မြို့အားဖြင့်60ရာခိုင်နှုန်းလောက်သာရပြီးတဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲနီးနာပိုင်းလွဲပါစေ2021ခုနှစ်ဖေဖော်ဝါရီလကနေစတင်မယ်ဆိုရင်တော့ဒါဟာတော်လိုင်းတက်တွေရဲ့တိုးတက်မှုကိုအမှန်တကယ်ပြပနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့နေမြေတွေတင်းထားနိုင်တာဟာပန်းတိုင်မဖြစ်သင့်ပါဘူးဒီလိုမဟုတ်ဘဲနေမြေပိုင်ဆိုရေးတသက်ကိုအလေးထားလွှင့်လိုက်ရင်တတိုင်းပြည်လုံးအနှုံးဆုံးအစုလိုက်အထူးတကားပြောင်းလဲဆိုတဲ့ပန်းတိုင်ကိုမျက်ချီပြတ်သွားနိုင်တဲ့ဘေးအန္တရာယ်ကရှိလာနိုင်ပါတယ်။ဒါဟာနိုင်ငံတကာကပြောနေတဲ့မြန်မာပြည်ပြိုကွဲသွားမလားဆိုတဲ့စိုးရိမ်ချက်ကိုပုံမအားကောင်းစေပါလိမ့်မယ်။နေမြေပိုင်ရုံနဲ့တိုင်းပြည်ဖြစ်သလားကိုနေမြေကိုထိန်းချုပ်နိုင်ပြီးအုပ်ချုပ်နိုင်ပြီးဆိုရင်ဘ ਹੁ အာဏာကိုဘသူပဲအုပ်ချုပ်ပါစေအပေးယူလုပ်ပြီးကိုဒေတာကိုပိုင်အုပ်ချုပ်ခွင့်ရှိလို့ရတာပဲလို့ဒီညမှာစုံနိုင်စရာရှိပါတယ်။ဒီထက်ပို အစင်းမြင့်ရင်တော့ကိုပိုင်အချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုတည်းတက်လန်းနိုင်တာပဲလို့ပြောနိုင်ပါတယ်။ဝါဒီတာလို့ကိုပိုင်အုပ်ချုပ်ကွင်းကိုပိုင်စတက်တွေနဲ့ဘဝကိုစိတ်ကူးရှင်ကြပါတယ်။ဒါပေမဲ့ဝါဟာနိုင်ငံ내ကနိုင်ငံတစ်ခုလိုမျိုးကျင့်သုံးနေပြီးမင်းအစာစာရရတရုတ်ကိုမိခိုအားထားနေရတယ်။ပုံနာအဆက်စင်ရုပ်သေးရုပ်စင်သာဖြစ်နေတာ ။ဘာဖြစ်သူတွေကလည်းနိုင်ငံသားအခွင့်အရေးလွတ်လပ်ခွင့်ဘာမှမရှိတော့တာကိုလည်းမြင်အောင်ကြည့်ဖို့လိုအပ်ပါတယ်။လက်တလုံးမှာဆိုရင်လည်းဝါနေကမွေးရည်စေဝါကိစ္စကိုထိုင်းအစိုးရကစစ်ကောင်စီကိုသာလှမ်းပြောပါတယ်။နိုင်ငံချင်းချင်းစကားပြောတဲ့သဘောပါပဲ။ဝါဟာလက်ရှိအခြေအနေကိုခွင့်ကောင်းယူပြီးနိုင်ငံတကူတည်ဆောက်နိုင်တဲ့အင်အားရှိပြီးမြန်မာနိုင်ငံတကာစနစ်ကလက်ခံမယ်ထင်ပါသလား။နောက်ထပ်စောဒကတက်စရာတခုကတော့နေဆက်ပြည်ပိုင်းနေအိနီးချင်းနိုင်ငံတွေကဆက်ဆံလာမှာပဲလို့ဆိုခြင်းဖြစ်ပါတယ်။အိနီးချင်းတွေကနေမြေပိုင်းဆိုလို့ဆက်ဆံမင်းဆိုတာမှန်ပြီးမြန်မာနိုင်ငံတနိုင်ငံရဲ့အစိုးရဒ တရက်လိုဆက်ဆံတာဟုတ်ရဲ့လားလို့တော့ပြီးစီကျင်ပါတယ်ဒီလိုပြောလို့နိုင်ငံသိအိမ်မဟာမမတ်ထိုက်ဖို့လို့မဆိုလိုပါဘူးဒါပေမဲ့ဒီအိမ်မက်တွေဟာမိဖတ်ဖို့အစိုးရတရက်ရှိနေရင်အထင်ကြီးအရှာနာနေနေနဲ့လုံလို့ရနိုင်စရာရှိပါတယ်ကျွန်တော်တို့တိုင်းပြည်ဟာတိုင်းရင်းသားပြည်သူအားလုံးရဲ့ရှန်သူအမိုက်တရိုက်တွေကိုရှင်းနေကြအောင်ဖြစ်ပါတယ်ခြံကရှင်းနေတော့ခြံစီကိုလိုက်ခတ်ခြင်းတော့တခြားမလို့လားအတေပြဿနာတွေနဲ့တင် တန်တရားလဲစီမဲ့ဘေးကရှိနေတာကိုတတိချက်ကြစီကြပါရင်လက်ရှိတင်ရှမ်းမြောက်ကနေမြေပိုင်ချမှုတွေဟာစိုးရိမ်စရာကောင်းနေပါရင်နိုင်ငံဖြစ်တည်မှုရဲ့တက်ရောက်မှုကျေပြန့်ခြင်းဒီလိုနေမြေထိန်းချုပ်မှုတွေကိုဦးစားပေးပြောဆိုနေကြသူတွေဟာနေမြေထိန်းချုပ်နိုင်တာနဲ့အချုပ်ကြအာဏာပိုင်သွားပြီလို့ထင်တတ်ကြသူတွေရှိပါတယ်။တချို့ပိုပြီးကျင်းမြောက်တဲ့အမြင်မျိုးမှဆိုရင်ကိုယ်နေမြေကိုပြန်သိမ်းနိုင်ရပြီဆိုတဲ့စစ်ပြင်းဆန်ဆန်အယူအဆမျိုးပြောဆိုတတ်ကြပါရဲ့။ဒါပေမဲ့ဒီလိုအမြင်ရှိသူတွေမိမိတကြတာက နိုင်ငံတနိုင်ငံရဲ့အနေနဲ့မိဟာလက်ရှိမြေပုံပေါ်မှာမြင်ရတော့တာရှိပေမယ့်နိုင်ငံဖြစ်ခြင်းရဲ့လွှမ်းမိုးတက်ရောက်မှုကတော့မြန်မာနိုင်ငံသားတွေရှိရဲ့ကဘာအရေးရက်ကိုလွှမ်းမိုးတက်ရောက်တယ်ဆိုတဲ့အချက်ပါလက်ရှိနိုင်ငံတကာစနေရနိုင်ငံကိုတာအတိမတ်ပြုရင်းဖွဲ့ဝင်နိုင်ငံများအကြားကြီးငယ်မရွေးအထုံးချာအာဏာတန်းတူညီမှုအခြေခံမှုကိုကျင့်သုံးနေဆိုတဲ့အခြေခံမှုတွေကြောင့်နိုင်ငံတကာမျက်နှာစာမှာအရေးပါရင်းနယ်ပယ်တွေကိုထိန်းချုပ်ထားနိုင်သူသာအလေးပေးဆက်ဆံခံရပါတယ်လို့ရှင်းသားထားတာကိုပြန်ဆက်ပြနေရပါရှင်